ရဲ့ပြင်ပတဲ့တည်းရပြင်မနာကတော့မိတ်ဆွေတွေရောဆွေမျိုးသားချင်းတွေရောတော်များများထိပါသွားတယ်ဗျာတိုက်ပြူကတော့မိသားစု၃ယောက်သေသွားတယ်ကိုလူဖြစ်တဲ့ကလေးကတော့ဟွာဖြစ်ပြီသူကအသက်ကဟွာလို့ရှိ30လောက်တော့ရှိပြီဒါသူဖြစ်တော့ခရင်မောမှာပဲထိုင်လိုက်ထားလိုက်ပဲလုပ်နေတာမပြေးနဲ့ဘူးအခုနကလေးလေးနှစ်ယောက်ကလည်းဘလို့ဖြစ်ဆိုသူကအပြင်းနဲ့ပြန်လာအင်းထဲဝင်လာအင်းထဲဝင်တော့ အတော်တော့နင်းနေပဲထင်ပါတယ်အဲ့ဒါအဲ့ဒါသူကပြောဟာကစိတ်ဟောတာကွာကွာကွာမြင်းနေရတော့လေအဲ့ဒါလောကရဲ့မမြဲခြင်းတရားတွေမမေးဆလိုက်ပါသူပြတာတော့အဖကုကျော်ရင်ကျော်ကဦးစီးပြောကျွန်တော်ဒီကထွက်ကြတယ်အမတွေကျွန်တော်တတ်နိုင်မှဒါတော့ဖို့ပါဝင်ပြီးတော့လူခံကြတယ်ကျွန်တော်ကြာသိန်း100ကျော်လောက်ရတယ်ကျော်တယ်အဲ့ဒါဘာလို့သူကသူတို့ခံဝဲပြီးလူလိုက်တော့ဟိုကျွန်တော်တော့ကိုမျိုးကိုသွားပြီးလူကျင်တယ်ဒါပေမဲ့ကျွန်တော်ကအင်အားမရှိဘူး တော့ပါဗျာပြောမယ်ဆိုရင်တော့ပြင်မနာကတော့မိတ်ဆွေတွေရောဆွေမျိုးသားချင်းတွေရောတော့များများထိပါသွားတယ်ဗျာတိုက်ပြူကတော့မိသားစု၃ယောက်သေသွားတယ်အဲ့ဒါနောက်ဟိုဘူဂျိုလန်အိမ်မှာကျတော့အိမ်ကြီးကအချီလေးခိုင်မခိုင်ရောင်းသွားတယ်လူတွေကအိမ်ထဲနေလို့လည်းမရပေးချိန်ပြုံလည်းမရတပိုင်းတစ်စိတ်နဲ့ပြုံတယ်သူအပြင်ဘက်ထွက်နေရတယ်အဲ့လိုလူတွေကတော့90မထီအောင်မထီကြပါဘူး ခုနအိမ်ပြူသွားတဲ့ဟာပဲတိုက်ပြူသွားတဲ့ဟာပဲဒီလားတိုက်ပြူသွားတာဟုတ်ကဲ့ပဲသုံးယောက်ကတယောက်ကတော့ကူလီကိုဖြစ်နေကလေးလေးလူငယ်လေးအိုက်သွားတဲ့ထနိုင်တော့ပြူသွားတယ်ဟုတ်ဆိတ်ကောင်းပါဦးခင်ဗျာတကယ်ပါပဲမန္တလေးရမန္တလေးကျတော့တငယ်ချင်းတွေပေါင်းတင်ပြရအောင်သူသိမ့်မဖြစ်ကြောက်တယ်ပြောမန္တလေးကျတော့ဒီတငယ်ချင်းတွေကအလုံးစုံချင်းနှစ်ထပ်ပဲသူသုံးထပ်တယ်မစောက်ကြဘူးဟိုဘာဖြစ်လဲဘုံမန္တလေးရဆန် နှစ်ထပ်သုံးထပ်ဆယ်နဲ့သုံးထပ်ပဲဒါသိပ်ပြောပါဒါပေမဲ့ဘာမှမဖြစ်ကြောက်ဘူးအဲ့ဒီနည်းနည်းပပဧည့်သွားတယ်တော့ပဲရှိနေတာပြိုသွားတယ်မရှိနိုင်ဘူးကျွန်တော်တို့ကဟိုကျွန်တော်တကယ်ချင်းတွေကဘယ်မှာနေကြလဲဆိုတော့ညသွားပြန်ဒီစိယုံကြီးရဲ့တောင်ဘက်စိယုံကြီးရဲ့တောင်ဘက်ဟိုဘက်မှာတခါအောင်တော်မူဘက်အဲ့ဘက်ဒီမှာနေကြတယ်အဲ့ဘက်ဒီရောသိမသိတာဘူးကပ္ပာကြီးရဲ့ပြင်းတဲ့နေရာ quên nơi chờ ôm la သူပြတာတော့အဖဥကြော်ရေကြော်ကဥစီပြီးတော့ကျွန်တော်တို့ဒီကထွက်ကြတယ်ဒီမှာနေကျွန်တော်တို့တက်နိုင်မှဒါရတာပို့ပါဝင်ပြီးတော့လူခံကြတယ်ဟိုသချင်းတွေပဲစိုးပြီးတော့ပျော်ပြီးပြီးတော့ပျော်လို့တော့မဟုတ်ပါဘူးခုနကလေလူခံခြင်းလို့အားလေရတာအားတော့ကြာသိန်း200ကျော်လောက်ရတယ်ပြောတယ်အဲ့ဒီဘာလို့သူကသူခံဝဲပြီးလူလိုက်ပေါ့ဟိုကျွန်တော်တော့ခုမျိုးကိုသွားပြီးလူခြင်းတယ်ကျွန်တော်ကအင်အားမရှိဘူးအားကြောင့် ခေတ်ကာလအခြေအနေအရကျွန်တော်လက်ရှိအခြေအနေအရကျွန်တော်သွားမလုပ်နိုင်ဘူး။အဲဒါကြောင့်ဟိုမှာလှမ်းပြီးဖုန်းနဲ့ပဲလှမ်းပြီးလှမ်းပြီးအားပြီးရတယ်သူတို့လေ။ဟောကျွန်တော်ညီအားဟွားနေဆက်ဖုန်းပြသူကတော့ဒီဘေးတော့လည်းသူပဲပြင်လာပြင်လာရေးကြီးွားသေးတယ်အဲပြင်လာအရှိပဲကျွန်တော်မိဘိုးဘွားတွေယူရတယ်ဒီတွေမြုပ်သွားတာလေအဲရေးကြီးတော့ကလေအဲတော့ဘိုးဘွားတွေယူရတယ်ဆယ်ကြီးကနေရေးကြီးချပြီးအဲတော့တခါ အဲကျွန်တော်ညီရမယ်ဦးစီးပြီးဟောသွားလုပ်တယ်သူတို့ကတော့စင်ပြဲသူဆိုတော့ကွာရီယာဖုံးဆက်ပြီးတော့လှမ်းပြကြိုးချောင်းဝေးရတာအဲ့ဒါပဲရှိတယ်ဟောအခုပါသွားတဲ့တောင်းကဘယ်လိုဘလောက်ဘလောက်တော့ဆက်နေပါသွားတာကျွန်တော်ညီဟိုပါပေါ့ကျွန်တော်ညီရဲ့ကျွန်တော်ညီမိန်းမရဲ့အတော်အတော်ရဲ့အတော်ရဲ့သမီးရဲ့သားရဲ့ကျွန်တော်ကခုနကဟိုကလေးရဲ့လေပိုလီယိုဖြစ်နေကလေးပိုလီယိုဖြစ်နေကလေးကတော့ဟိုဖြစ်ပြီသူအသက်ကဟိုလိုရှိ30လောက်တော့ရှိတယ် ဒါသူဖြစ်တော့ခရင်ပေါ်မှာပဲထိုင်လိုက်ထားလိုက်ပဲလုပ်နေတာမပြေးနိုင်ဘူးအခုနခလေးလေးနှစ်ယောက်ကလည်းဘလို့ဖြစ်ဆိုတော့အပြင်းနေပြန်လိုက်အင်းထဲဝင်လာအင်းထဲဝင်တော့အတော်ကတော့နင်းနေပဲထင်ပါတယ်အတော်ကတော့မသိဘူးမသိဘူးသိရတော့သိပါတယ်ဟောအဲ့အဲ့အဲ့တော့ပြောဟောကစင်ဟောတာကွာကွာကွာမြင်းနေရတော့လေအဲ့တော့လောကရဲ့မမြင်ခြင်းတရားတွေမမေဆက်လိုက်ပါ ဟုတ်ကဲ့ခင်ဗျာလေးသက်ကြီးကတော့ဒီလူရှင်ကြည့်ပေးသက်ကြီးကျွန်တော်အသက်သက်ကြီးကျိုးသေးလေးစားပါတယ်။ဟောဆိုလေးသက်ကြီးနှစ်ပေါင်းပြောတာကျွန်တော်ရူရှင်သွားပြီးအားပေးလာတဲ့ပေးသက်ကြီးအဲ့ဒီပေးသက်ကြီးကိုစိတ်ချမ်းသာကိုကြားပါပြီ။လူရင်းစံတွေကသုံးတော့ရပြေဆုံးပါစေ။ဘေးမတိရမခပါစေနဲ့။ကျွန်တော်အဲ့လိုအဲ့လိုပဲကျွန်တော်စီတော်ပေးလိုက်ပါတယ်။